်မင်္ဂလာပါရှင်ကရနီမှာစစ်တပ်ရဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကြောင့်တလအတွင်းအရက်တာ9ဦးသေဆုံးပြီး36ဦးတိခိုက်ဒဏ်ရာရရှိတဲ့တဲ့ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ကရနီပြည်နယ်မှာစစ်တပ်ရဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကြောင့်2025ခုနှစ်စက်တင်ဘာလအတွင်းအရက်တာ9ဦးသေဆုံးခဲ့ရပြီး36ဦးတိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကရနီလူအခွင့်ရေးဖွဲ့ KNHRG ကထုတ်ပြန်ထားပါတယ်။ 2025ခုနှစ်စက်တင်ဘာလအတွင်းစစ်တပ်ကခရနီပြည်နယ်မှာရှိတဲ့အရက်တာတွေနေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု၂ကြိမ်လက်နက်ကြီးပစ်ခတ်မှု၁၇ကြိမ်အပြင်ပစ်ခတ်တပ်ဖြတ်မှုနဲ့ဖမ်းဆီးမှုတွေပါပြုလုပ်ခဲ့တယ်လို့ဆိုထားပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်တာနှစ်ဦးတိုက်ခိုက်တံရရှိပြီးလက်နက်ကြီးပစ်ခတ်မှုကြောင့်၃ဦးသေဆုံးခဲ့ကာ၄ဦးတိုက်ခိုက်တံရရှိခဲ့ပါတယ်။ဒါအပြင်မြေမြုပ်မှကြောင့် အမျိုးသားတအူအမျိုးသမီးတအူနဲ့အမိမတိတူစုစုပေါင်း၃ဦးမိုင်းနေမိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုထားပါတယ်။တမောဆုံမျိုးနဲ့အတွင်းစစ်ကြောင်ထုံနေတဲ့စစ်တပ်နဲ့ပိုးပြည်သူစီပြန်လို့တို့ကတနက်နဲ့ပြစ်တက်မှုကြောင့်အမျိုးသမီးတူတေဆုံးခဲ့ရပြီးအယက်သား22ဦးဖမ်းဆီးခံရပြီးဒရုံကြောင့်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လင်းပိုင်းဆိုင်ရာအကြမ်းဖက်မှုတစ်ခုလည်းကျူးလွန်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ ာနာတင်းစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်အရက်သားနေအင်းဆက်ရှိအင်းဘာဒါရဲ့အဆောက်အုံ6ခုစာသိန်းချောင်း2ချောင်းအဆောက်အုံတစ်ခုရင်းနစီလဲ9ကွင်သရိစံ၄កောင်ဆုံးရှုံးခဲ့ရတယ်လို့ဆိုထားပါတယ်စစ်တပ်ကဂရနီပင်းနဲ့အတွင်းကိုရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်စစ်ကြောင်ထိုးလာမှုကြောင့်ထပ်မံစစ်ပေးတင်းရှောင်ရသူ2သိန်းကျော်ရှိပြီးအရေးပေါ်စာနယ်ရေးခါနဲ့အမိုးအကလိုအပ်မှုမြင့်မားနေတဲ့အခြေအနေကို ရင်းဆိုင်နေရတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်စစ်တပ်ရဲ့စစ်ပွဲလုပ်ငန်းတွေကိုထပ်မံပိတ်ဆို့ပေးဖို့လေကြောင်းတပ်ခတ်မှုကြောင့်ထွက်ပြေးသိမ်းရှောင်နေရတဲ့ဒုက္ခသည်တွေကိုနယ်ဆက်ဖြတ်ကျော်လမ်းကြောင်းအပါအဝင်လူသားချင်းစာနာထောက်ထားရေးအရေးပေါ်အကူအညီတွေပေးဖို့နဲ့စစ်ကောင်စီလေရင် ထောက်ပံ့မှုပိတ်ဆို့ပေးဖို့တောင်းဆိုထားပါတယ်ရှင်။